တံပေါက်အစိမ့်ပေါက်ဖောက်ဖြစ်ပါတယ်အရန် share ပါပဲရှင်အဲ့တော့နင်းနဲ့ကြည့် ကြည့်အောင်ဘယ်လိုဖောက်လဲဒါတော့ရေးစေးထားတဲ့ကြက်သားတွေလည်းကိုသူကိုစားနှဆုံးကြားနှဆုံးထည့်ရပေါ့နော်ရေရီကိုပြအောင်စစ်ထားပါနော်ပြီးရင်တော့အမ်ထောပတ်စီထည့်တယ်ထောပတ်ကတော့အခဲထည့်လဲရတယ်စီထည့်လဲရတယ်ပေါ့နော်နက်နက်ဖွင့်ထည့်တယ်တစ်ချိုးခောက်အဲ့တော့ဝေးရွက် ထည့်ပါတယ်ပြီးတော့နည်းနည်းတော့ဒီအိမ်မှာရှိတဲ့မဆလာပဲထည့်လိုက်လို့ပေါ့နော်ဓမ္မမဆလာရှင်လည်းဓမ္မမဆလာဒီဒီဆုံးအောင်ထည့်ပါဝမ်ထိပ်ပဲစောင်းပေါ့ပြီးတော့ဒါကစတုန်နီကျော်မျိုးစီမှာတော့ ready made စတုန်နီကျော်ရှိလို့ ready made စတုန်နီကျော်ထည့်တယ်อืมစနွင်းထည့်တယ်ရောင်နေမုံလို့စောင်းထည့်တယ်ချင်းရဲ့စတုန်ဖြူလေးထားထားပါတယ် တင်ချင်ရတော့မပါမဖြစ်ပါတော့တင်ချင်သုံးဆုံးလောက်မျိုးထည့်လိုက်တယ်အာအားမင်းရောပေါ့ပြင်တော့ဒါတွေအားလုံးကိုတမတော်အောင်နေလို့ပါမယ်ဒီလိုမျိုးတမတော်ပြီးနှက်တော်ပြီးဆိုရင်တော့သူ့ကိုအသားနှက်ထားလိုက်ပါမယ်အသားနှက်ထားတဲ့အချိန်မှာပဲဒီဆန်ချက်မယ်ပေါ့နော်ညရောဒါဆန်ချိန်ခွက်နဲ့ငါခွက်တုံးထားပါတယ် ပြီးတော့ရေဆေးပြီးတော့မှရေကိုလက်နဲ့စစ်ပြန်ထည့်တယ်။တကြားနှစ်စုံစားနှစ်စုံပဲထည့်ပါတယ်။ဒါနည်းနည်းလေးပော့သွားတယ်ဆိုတော့တကြားကိုနှစ်စုံခွဲလောက်ထည့်ကြည့်ပါ။အမ်ဒါကရဝေးရွက်တို့တကြပိုးခေါက်တို့နည်းနည်းပွင့်တို့ထောပတ်စီတို့ပြန်ထည့်ပါတယ်။ထည့်ပြီးတော့မှသူ့ကိုပွက်လာတဲ့အထိချက်မင်းပြင်တော့ဒီဆန်ကို သုံးပုံပေါ်နှစ်ပုံလောက်ကျက်တဲ့အထိပေါ့နော်နည်းနည်းမာမာလေးအနေထားမှချပါမယ်။ရေအားလုံးကိုစစ်ပြီးတော့သွန်လိုက်ပြီးတော့ရေစစ်ထားပါမယ်။ရေစစ်ထားပြီးရင်တော့သူ့ကိုဒီဘိတ်လုံးမဲ့ဘန်းနဲ့ကိုထည့်ရပေါ့နော်။ထောပတ်စီလေးအရင်ထည့်ပါထည့်ပြီးတော့မှဒါလေးကိုထောပတ်စီလေးနဲ့စုပ်တိုင်းနဲ့အရင်ဆုံးတုပ်လိုက်ပါနော်။ငါမျိုးလေးတုတ်ပြီးပြီဆိုမှထမင်းကိုထည့်ပါ ဆိုရင်တော့အနမုံမွေလေးပေါ့နော်ထောက်ပံ့နေအမုံမွေလေးပေါ့ပြီးရင်တော့အောက်မှာထမင်းတွေကိုတစ်ထပ်ကြီးခင်းထားလိုက်ပါမယ်ဒါတော့ဒါနည်းက orange color ထောင်းတော့တုံးလာရယ်ပေါ့နော်ဒီကောင်ကဒီလူစိမ်းနဲ့ရောပြီးရောမ ဒီဟိုဈေးတွေထည့်မယ်စပစ်ဆေး6လဲထည့်ပါတယ်ပြီးတော့ဒါကတော့ပေစိမ့်လုံးလေးတွေပေါ့နော်ပေစိမ့်လုံးလေးညာလဲစိမ့်စိမ့်လေးဆိုတော့နင်ကတော့ကြိုက်လို့ထည့်ပါတယ်မကြိုက်ရင်လည်းမထည့်ပါနဲ့နော်ပြီးတော့မှအစောနာကမှတ်ထားတဲ့အသားတွေကိုဒီထမင်းရဲ့အပေါ်မှာစက်သားတစ်ထပ်ထပ်ပြီးတော့ထည့်ပစ်လိုက်ပါမယ်။ တမင်းတစ်ထပ်စက်သားတစ်ထပ်ပေါ့နော်။အမ်ပြီးရင်တော့သူ့ထဲကိုစက်သွန်နီကြော်လေးထပ်ပြီးတော့ထည့်ပါမယ်။စက်သွန်နီကတော့မြများလေးထည့်တာဆာလုကောင်းပါတယ်။သူကတော့အနှစ်လေးပေါ့နော်။အနှစ်ရသားလေးရတာပေါ့။ဒါကတော့ဓာန်ပေါက်အစိမ့်ဖောက်ဖောက်တာပေါ့နော်။အဲဒါပြီးရင်တော့သူ့ရဲ့အပေါ်မှာသမင်းတွေကိုထပ်ပြီးတော့အုပ်လိုက်မယ်။သမင်းကိုဒီလိုမျိုးထပ်ပြီးတော့အုပ်လိုက်ပါမယ်။ အချက်ဖောက်တာလေးရှိပါတယ်အချက်ဖောက်တာတော့နည်းနည်းပိုလွယ်ပါတယ်အဲပြင်တော့ဒါကတော့နုခဲပေါ့နော်နုခဲမရှိရင်လည်းနုစိမ်းဆန်းလိုက်ပါနော်ခဲခလာတော့ကိုလိုချင်တော့ပြင်ထည့်မယ်ကလာတော့ကိုကြိုက်တဲ့အရာတော့မှာနော်အစိမ်းနီး point ပြီးတော့မှအလူမီနီယံဝတ်ကြည့်ရအောင်လို့ဒါအပူလေးမှမင်းရောက်ကိုကြည့်ရင်စက်ထဲမှာထည့်ပြီးတော့ that is so nice flower ဒါတော့မြန်မာကျွန်တော်ဗမာတစ်ခေတ်မြန်မာအရသာကျွန်တော်လေးပါအရသာကတော့ဘာမှပြောစရာမလိုပါဘူးနည်းနည်းလေးပော့သွားတာဖြစ်တဲ့အတွက်ဇာတ်လေးနဲ့ဇာတ်လေးနည်းနည်းလေးစွန်းတော့ဝက်လောက်လေးပို့ထည့်လိုက်ပါနော်